ခြေတော်ညီကိုမောင်တို့မတို့အားလုံးပဲခရစ်တော်၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်။ကြီးစွာချီးမွမ်းပါတယ်ညီကိုမောင်တို့မတို့ဒီကနေ့အားလုံးနဲ့ဝင်ကားခြင်းနဲ့ကောင်းစဉ်လေးကဖျားလူကိုပေးလူချင်းအကျိုးကျေးဇူးအပိုင်းလေးနောက်ဆုံးအပိုင်းဖြစ်ပါတယ်။ရှမတဲခရင်ခန်းကြီး30ငွေ40ကနေ40နှစ်ဖြစ်ပါတယ်။တင်တို့ကိုလက်ခံတော်သူဒီငါ့ကိုလက်ခံ၏ငါ့ကိုလက်ခံတော်သူဒီငါ့ကိုဆေလွတ်တော်မူတော်သူကိုလက်ခံ၏ 不饶牌一面那个超越，不饶牌个来看老多的，不饶牌一九个看下了单。票买多多一面那个超越，票买多多个来看老多的，票买多多一九个看下了单。啊，监督的得陪到一面那个超越，一度爱得上得要啊，一度快过没被拖到的，一九个没下被没那样慢慢说的火骂他都没意。 ချက်တော်ညီကိုမောင်မတို့ဒီကျန်းချက်ကိုတေချာလေ့လာမယ်ဆိုရင်ဒီကျန်းချက်မပြောခင်မှာပေါ့နော်ရှမတ်တဲ့30ဟာတေချာဖတ်မယ်ဆိုရင်တခင်ယေရှုခရစ်တော်ကနေတပည့်တော်တွေကိုမဟာစေစားချက်အမှုတော်မြက်ကိုတရားဟောဖို့ရန်အတွက်ဧဝံဂေလိလို့ဖို့ရန်အတွက်စေလွတ်နေတာဖြစ်တယ်ဗါတယ်လေဧဝံဂေလိလို့ဖို့ရန်အတွက်စေလွတ်နေတာဖြစ်တယ်တပည့်တော်တွေ အဲ့လိုစေလွတ်တဲ့အခါမှာတဲ့ခုနကျွန်တော်တို့ဖတ်တဲ့ကျမ်းချက်တစ်ချက်ကအပါဝင်တယ်အဲ့ဒီချက်ကဘယ်လိုပြောလဲဆိုတင်တို့ကိုလက်ခံတော်သူဒီငါ့ကိုလက်ခံလက်ခံဤ ဒီစကားကိုပြောတဲ့သူကသခင်ယေရှုဖရာဖြစ်တယ်။ Okay မှတ်ထားမယ်နော်။ဒီစကားကိုပြောတဲ့သူကသခင်ယေရှုဖရာဖြစ်တယ်။တင်တို့ကိုလက်ခံတော်သူတင်တို့ကိုဆိုတာဘု து ပြောရလဲဆိုတော့ဟိုစေလွတ်ခံရတဲ့တပည့်တော်တွေကိုပြောတာ။စေလွတ်ခံရတဲ့တပည့်တော်တွေကိုပြောတာ။ဆိုလိုချင်တာကသခင်ယေရှုဘလို့ပြောလဲဆိုနေတို့သွားပါတဲ့အင်္ဂလိပ်တော်ဟောပါတဲ့။အင်္ဂလိပ်တော်ဟောတဲ့ခါမှာတဲ့အမှုတော်ကိုဆောင်တဲ့ခါမှာတဲ့နေတို့ကိုလက်ခံတဲ့သူဟာတဲ့ငါ့ကိုလက်ခံတာပဲတဲ့။နေတို့ကိုလက်မခံတဲ့သူဟာတဲ့ငါ့ကိုလည်းလက်ခံတဲ့သူမဟုတ်ဘူးတဲ့။ ငါ့ကိုလက်ခံပြီဆိုကြတဲ့ဟိုကပါဖြစ်လေခမီးတော်ကိုလက်ခံတဲ့သူဖြစ်တယ်တဲ့ဒီကနေ့အမှုတော်ဆောင်တွေကိုလက်ခံတော်သူဟာတဲ့ယေရှုခရစ်တော်ကိုလက်ခံတော်သူဖြစ်တယ်ဒီနေရာမှာလက်ခံတယ်ဆိုတာကအာသူ့ရဲ့အသေးပဲအမျိုးမျိုးရှိပါတယ်ဒီနေရာမှာအဓိကပြောချင်တာကအမှုတော်ဆောင်တွေကိုပေးလူချင်းကျွေးမွေးချင်းကိုအဓိကဆိုလိုတာဖြစ်ပါတယ်โอเคထပ်ပြောမယ်နော်တချိန်တုန်းကအေဝံဂေလိဟောတဲ့အခါမှာဒီကနေ့ခေတ်လိုမျိုး Facebook တွေ WeChat တွေဒီလို line တွေမရှိပါဘူး အာအပြင်ထွက်ပြီးမှလက်တွေ့ဗဇက်နဲ့ခေါ်ရတယ်ဟိုတရွာပြီးတရွာတမျိုးပြီးတမျိုးသွားရတယ်ဒီကနေ့ကလိုမျိုး online ရှိမယ်ဆိုလို့ရှိရင်တော့အာအဲ့လောက်ထိသွားစရာမလိုပါတော့ဒါပေမဲ့ဒီကနေ့ခေတ်လိုမျိုး online မရှိတဲ့အတွက်အဲ့ဒီသခင်ယေရှုခေတ်ကာလမှာတရွာထွက်တရွာဝင်တမျိုးထွက်တမျိုးဝင်အဲ့လိုတော့ခေါ်ရတယ်အဲ့လိုခေါ်တဲ့အခါမှာတဲ့လက်ခံတဲ့သူအဲ့ဒီခေါ်တဲ့သူကိုလက်ခံတဲ့သူကြွေးမွေးတဲ့သူပိတ်လူတဲ့သူဟာတဲ့ယေရှုကိုလက်ခံတဲ့သူပဲတဲ့နားလည်လားမသိဘူးနော် နားလည်မယ်လို့ထင်တယ်ရှင်းရှင်းလင်းလင်းဟောပေးနေပါတယ်ဆိုလိုချင်တာကဒီကနေ့လည်းအမှုတော်ဆောင်မရှိဘူးလားရှိပါတယ်စစ်မှန်တဲ့အမှုတော်ဆောင်တွေကိုပြောတာနော်စစ်မှန်တဲ့အမှုတော်ဆောင်တွေကိုလက်ခံတော်သူကြွေးမွေးတော်သူပေးလို့တော်ပေးလို့တော်သူတွေဟာတဲ့တခင်ယေရှုခရစ်တော်ကိုလက်ခံတော်သူဖြစ်တယ်တဲ့ဆိုတော့ဒီအရာတွေကိုတည်တည်ချာချာလေးနားလည်ဖို့လိုတယ်နော်ဒီကနေ့အမှုတော်ဆောင်တွေကိုပေးလို့ချင်းလက်လက်ခံပေးချင်းအဲဝတ်ကြည့်ချင်းကြွေးမွေးချင်းက ဟိုသူတို့တနာလို့လုံနေတယ်ဆိုတာထက်တင်ကောင်းကြီးရမယ်အလို့ဖြစ်တယ်ဟာလေလုယာထပ်ပြောမယ်နော်တင်ကောင်းကြီးရမယ်အလို့ဖြစ်တယ်ဒီဒီအခွင့်အရေးကိုလက်လွတ်အဆုံးရှုံးမခံပါနဲ့ကျင်းစာမှာဘလို့ပြောထားလဲဆို prophet မျက်နာကိုထောက်ရေး prophet ကိုလက်ခံတော်သူတွေ prophet ဤအကျိုးကိုခံရလက်တန်းတဲ့ဗါတယ်လေ prophet ကိုလက်ခံတဲ့သူက prophet ရဲ့အကျိုးကိုလက်ခံရမယ်တဲ့ဆိုလိုချင်တာက prophet ဆိုတာဘာတူလဲဒီကနေ့ခင်မှာတော့ prophet ပါဆိုပြီးမှဒီလိုအရအရာတော့မရှိတော့ပေမဲ့ prophet ရဲ့အလုပ်ကိုလုပ်နေတဲ့သူကဘယ်သူလဲဒီလားအမှုတော်ဆောင်နေဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ prophet ဆိုတာက သူ့ရဲ့အသေးပဲကကျွန်တော်တခါရှင်းပြဖို့ရလေ prophet ဆိုတာဟိုဘာလဲအာဖြစ်လာမဲ့အနာဂတ်ကို ခေါ်ကြတဲ့အာလူပဲမဟုတ်ပါဘူးအဲ့လောက်ပဲမဟုတ်ပါဘူး prophet ဆိုတာတကယ်စစ်မှန်တဲ့အသေးပဲကဖခင်ရဲ့စကားကိုတဆင့်ခံခေါ်ကြသူလို့အသေးပဲရပါတယ်ထပ်ပြောမယ်နော် prophet ဆိုတာကဖခင်စကားကိုတဆင့်ခံခေါ်ကြသူလို့အသေးပဲရပါတယ်ဒါကြောင့် ဒီကနေ့ဘယ်သူဘယ်ဝါတွေကဖျားစကားကိုသစင်ခံဟောကြားနေတဲ့သူလဲအဲ့ဒီလူတွေက prophet အလုပ်ကိုလုပ်နေတဲ့သူပဲဖြစ်ပါတယ်တမဟောင်းခင်းနဲ့တမတစ်ခင်းမှာတော့ prophet ဆိုတာရှိတယ်အတင်းတော်မှာဘာလို့လဲသိလားကျွန်တော်တို့ဖတ်နေတဲ့66ကျမ်းကျမ်းစာမပြည့်စုံသေးလို့ဖြစ်တယ်ဆိုလိုချင်တာကဖယားသခင်ကလူကိုပြောမဲ့စကားတွေကမကုံသေးဘူးရေးလို့မကုံသေးဘူးရေးလို့မမှတ်သေးဘူးအော်ရေးမှတ်တာမပြည့်စုံသေးဘူ ဒါကြောင့် prophet prophet တွေလိုတယ်ဘာကြောင့်လိုလဲဆိုဖျားသခင်ကလူတွေကိုပြောเสียစကားတွေရှိသေးတယ်အများကြီးဒီကနေ့ကဖျားသခင်လူကိုပြောမဲ့စကားတွေကပြည့်စုံသွားပြီတကူးတကဝုန်းကနေထွက်လာရင်မှအတန်နဲ့လာပြောเสียမလိုတော့ဘူးနားလည်လားမသိဘူးနော်ဘာကြောင့်လဲကျမ်းစာထဲမှာပြည့်စုံနေလို့ဖြစ်တယ်ဖျားသခင်ကကျွန်တော်တို့လူသားအားလုံးကိုပြောချင်တဲ့စကားတွေကအရေးကြီးတဲ့စကားတွေကကျမ်းစာထဲမှာပြည့်စုံနေတယ်ဒါကြောင့်တကူးတကပရောဖက်တယောက်လာရင်မှအတန်သွားဖျားရဲ့အတန်နားထောင်မှာနေ့ကိုလာရင်မှပြောပြเสียမလိုအပ်တော့တာ ဒါပေမဲ့ဘာလို့လဲဆိုဂျာခန် prophet အလုတ်ကိုလှုပ်တဲ့သူတော့လို့တယ်ကျမ်းစာကိုဂန်းဂန်းနာနာလေ့လာပြီးမှကျမ်းစာဖျားရဲ့စကားလူတွေကိုပြောချင်တဲ့ဖျားရဲ့စကားကိုတေချာလေ့လာဖတ်ရှုပြီးမှလူတွေကိုရှင်းပြတတ်တဲ့လူလို့တယ်အဲ့ဒီလူကိုကျွန်တော်ဒီကနေ့အမှုတော်ဆောင်လို့ခေါ်တယ်โอเคထပ်ပြောမယ်နော်ဖရာရဲ့စကားပြည့်စုံပြီဖြစ်တဲ့ဖရာရဲ့စကားတမာကျင်းစာကိုတေချာကကနာနာလေ့လာပြီးမ ယုံကြည်သူညီကိုမောင်မတွေကိုတွန်တင်ပေးခြင်းမယုံကြည်သူတွေကိုအေးဥကလေးဟောပေးခြင်းလုပ်နေတဲ့အလုပ်ကိုလုပ်နေတဲ့သူက prophet အလုပ်လုပ်နေတဲ့ဒီကနေ့အမှုတော်ဆောင်တွေဖြစ်တယ်ဒါပေမဲ့အမှုတော်ဆောင်တွေက prophet လို့နာမည်တော့မယူတော့ဒီကနေ့ဥပမာကျွန်တော်ကဆရာရဲမင်းဖြစ်တယ်ဥပမာအာ prophet ရဲမင်းလို့ပြောရမလား no 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 ပြောစရာမလိုတော့ဘူးတုံးဖို့မလိုအပ်တော့တာ prophet ဆိုတာကဓာတ်ရိုက်အတန်ကိုကြားပြီးတော့မှလူတွေကိုလာပြောတဲ့အရိုက်အရာကိုပြောတာဒါပေမဲ့ဒီကနေ့အဲ့ဒီအရိုက်အရာမလိုအပ်တော့ဘူးဘာကြောင့်လဲဆိုတော့ ဖျားလူတွေကိုပြောမဲ့စကားကျန်းစာမှာပြေဆုံးသွားပြီ။ဒါကြောင့်ကျန်းစာကိုတေချာအနှက်ဖွင့်ပြီးတော့မှလူတွေကိုတုံတင်ပြသတဲ့သူတွေကိုအမှုတော်ဆောင်လို့ပဲခေါ်တော့တယ်ဒီကနေ့။ဆိုတော့ဒီနေရာမှာပေါ်ပြတဲ့ prophet မျက်နာကိုထောက်မှာ prophet ရဲ့ prophet ကိုကူညီပေးလို့လက်ခံတဲ့သူဟာ prophet အကျိုးကိုရလက်တန်းဆိုတာဒီကနေ့ဘယ်လိုသုံးရမလဲဆိုတော့အမှုတော်ဆောင် okay စစ်မှန်တဲ့အမှုတော်ဆောင်ပြောရအောင်နော်။စစ်မှန်တဲ့အမှုတော်ဆောင်တွေကို လက်ခံပြီးပေးလို့ပြီးမှကျွေးမွေးအပ်ခံတဲ့သူဟာတဲ့ အဲ့ဒီအမှုတော်ဆောင်လှုပ်ထားတဲ့အကျိုးရလက်ကသူ့ရဲ့အဲ့ဒီလက်ခံပြီးမှပေးလို့တဲ့သူ ड़ी စီကိုတက်ရောက်တယ်တက်ရောက်တယ်။ဟာလေလုယာထက်တကပြောမယ်နော်။အမှုတော်ဆောင်တွေအလုံးလုံးနေတာဘုရားသခင်အမတ်ရလားမရောက်လား။ရတာပေါ့။ဘုရားသခင်ကတော်တော်လေးတော့ကြည်နေမှာပဲဒီအမှုတော်ဆောင်တွေ။ဩဘုရားအမှုတော်ကိုထမ်းဆောင်တာနော်။တော်တော်လေးကြိုးစားကြတယ်တစ္ဆာရှိကြတယ်။ဘုရားအမြင်မှာသူတို့ရဲ့အကျိုးကမနှဲလာဘူး။ဟုတ်တယ်လေဟုတ်တယ်နော်။ အမှုတော်ဆောင်တဲ့အကျိုးကမနည်းလားဘူးဟာလေလုယာဒါပေမဲ့ဒီနေရာမှာကျွန်တော်ပြောမယ်နော်အမှုတော်ဆောင်တွေကိုကူညီပေးလို့ဧည့်ခံတဲ့သူတွေက အမှုတော်ဆောင်တွေရတဲ့မဟာအကျိုးကျေးဇူးကသူတို့စီပြန်တက်ရောက်သွားတယ်โอเคသူတို့စီပြန်တက်ရောက်လာတယ်ရှင်းရှင်းလေးနားလည်မလားမသိဘူးနော်ထပ်ပြောမယ်နော်ဒီကနေ့စစ်မှန်တဲ့အမှုတော်ဆောင်တွေကိုပေးလို့ချင်းစစ်မှန်တဲ့အမှုတော်ဆောင်တွေကိုလက်ခံချင်းစစ်မှန်တဲ့အမှုတော်ဆောင်တွေကို အဲ့ဝချေချင်းကျွေးမွေးချင်းလှုပ်တဲ့သူတွေကတဲ့အမှုတော်ဆောင်တွေရထားတဲ့ဖျားပေးတဲ့အကျိုးကျေးဇူးအဲ့ဒီလက်အမှုတော်ဆောင်ကိုလက်ခံတဲ့သူတွေစီကိုတက်ရောက်တယ်တဲ့တက်ရောက်တယ်အဲ့လိုအဲ့လိုလက်ခံလို့ရတယ်အဲ့လိုနားလည်လို့ရတယ်ဘာကြောင့်လဲဆိုတော့တမဟောင်းချင်းမှာ prophet လုပ်တဲ့သူကအာ prophet လုပ်တဲ့သူကိုလက်ခံတဲ့သူက prophet ရတဲ့အကျိုးကိုရတယ်လို့ပြောတယ်လေ ဒီတိုင်းပါပဲဒီကနေ့အမှုတော်ဆောင်စစ်မှန်တဲ့အမှုတော်ဆောင်တွေကိုပေးလို့တဲ့သူတွေကအမှုတော်ဆောင်ရထားတဲ့ကောင်းကြီးကအဲ့ဒီပေးလို့တဲ့သူတွေစီမှာတက်ရောက်လာတယ်လို့နားလည်ရတယ်။အော်ရှင်းရှင်းလင်းလင်းတခုတွင်တင်မယ်။ကျွန်တော်ဆရာရဲမင်းတရားဟောလာတာအာနေ့တိုင်းနေ့တိုင်းပေါ့နော်။မနေ့တိုင်းမနေ့တိုင်း15မိနစ်ကနေနာယူဝဲတရားဟောလာတာ6နှစ်9နှစ်လောက်ရှိပြီ။တရုတ်လိုတခါဟောတယ်မြန်မာလိုတခါဟောတယ်။ဆိုတော့ဒီနပါရာဟောတဲ့အမှုတော်မြတ်မှာလာပေးလို့ကြပါလို့တခါမှတော့မပြောဘူး။ ဒါပေမဲ့လာပေးလို့တဲ့သူရှိတယ်။အော်အမှုတော်မြတ်ကိုဒီလိုဆွမ်းဆွမ်းတမန်ထမ်းဆောင်နေတဲ့ဆရာကြီးစီမှာကျွန်တော်ကျမတို့ပါဝင်ခြင်းနေဆိုမှလာပေးလို့တဲ့လူရှိတယ်။ပေးလို့တဲ့သူဒီလိုရှိတဲ့ခါမှာအဲ့ဒီပေးလို့တဲ့သူဒီပေါ်မှာကျွန်တော်တို့လှုပ်တဲ့အလုပ်အကျိုးအမြတ်ကလေဖခင်ကကျွန်တော်ကောင်းကြီးပေးမယ်ဆိုရင်အဲ့ဒီကောင်းကြီးတွေကကျွန်တော်တို့ကိုထောက်ပံ့နေပေးလို့နေတဲ့အပေါ်မှာတက်ရောက်တာအဲ့ဒီလူတွေပေါ်မှာတက်ရောက်တာတချို့ကပြောတယ်ဆရာကြီးအလူငွေတော့နည်းနည်းလေးပဲ အာဘာမှတော့မထင်ပါနဲ့ကျွန်တော်တို့ဘာမှမထင်ပါဘူးဘာကြောင့်လဲဆိုဖျားမြင်တယ်လေဖျားမြင်တယ်အလူငွေဘလောက်ပဲနည်းနည်းဘလောက်ပဲမြင်းများအဲ့ဒီတင်ထောက်ပံ့ခြင်းတဲ့နှလုံးသားရှိနေတဲ့ခါမှာဖျားသခင်ကအဲ့ဒီထောက်ပံ့တဲ့သူတွေအပေါ်မှာကျွန်တော်ကျွန်တော်တို့ကိုပေးတဲ့ကောင်းကြီးမင်္ဂလာကအဲ့ဒီထောက်ပံ့တဲ့သူတွေစီမှာလဲတက်ရောက်သွားတယ်တနည်းအားဖြင့်ဒီကနေ့စီးပွားရေးလုပ်တဲ့ခါမှာအော်ကုမ္ပဏီတစ်ခုမှာကျွန်တော်တို့အလုပ်လိုက်မလုပ်နိုင်ပေမဲ့ share ထည့်ထားတဲ့သဘောပုံစံဖြစ်နေတာအမှုတော်မြတ်မှာလဲအဲ့လိုနားလေလွယ်အောင်ကျွန်တော်အဲ့လိုရှင်းပြတာနော်အော် စစ်မှန်တဲ့အမှုတော်ဆောင်တွေစီမှာကျွန်တော်တို့ဟာအလူငွေအားဖြစ်ပါဝင်တယ်သူ့ကိုလက်ခံတယ်ကြွေးမွေးတယ်ဧည့်ခံတယ်အဲ့လိုလှုပ်ချင်းအားဖြစ်သူရတဲ့ကောင်းကြီးမင်္ဂလာက ကျွန်တော်တို့အပေါ်မှာတက်ရောက်လာတာဟာလေလုယာဒါကြောင့်ဒီကနေ့ပါကြောင့်ဒီကောင်းစဉ်နဲ့ပြောရလဲဆိုအဲ့ဒါပဲအဓိကမိန်ပဲဖျားလူကိုပေးလူချင်းအကျိုးဆိုတော့အဲ့ဒါပဲဖျားလူရတဲ့အကျိုးကကျွန်တော်တို့အပေါ်မှာတက်ရောက်လာတာဟာလေလုယာ အချင်းသူဒီတပည့်တော်ကြီးမျက်နှာကိုထောက်၍ဤသူငယ်တဆုံတယောက်အားရေတခွက်ကိုမျှပေးထိုးသူဒီအကျိုးကိုမရပဲမနေရငံအမှန်ဆိုဒီဟုမှထားတော်မူ၏ဒီနေရာမှာသူငယ်တဆုံတယောက်အားရေတခွက်ကိုမျှပေး၏ဆိုတာအဓိကကျွန်တော်တို့နားလည်မှုနှစ်ခုရှိရတယ်တစ်ခုကအဲ့ဒီသူငယ်တဆုံတယောက်ဟာအမှုတော်ဆောင်လဲဖြစ်နိုင်တယ်လို့ကျွန်တော်ယုံကြည်သူတွေထဲမှာအလိုအပ်ဆုံးလို့လည်းဖြစ်နိုင်ရေတခွက်အမှုတော်ဆောင်ကိုအမှုတော်ဆောင်ကိုတွေ့တိုင်းရေတခွက်တိုက်ပါလို့ပြောတာမဟုတ်ဘူးနော်ရေတခွက်ဆိုတဲ့ဆိုလိုရင်းကနားလည်ရမယ်အဲ့ဒီရေတခွက်ဆိုတာ အနေဆုံးအနေဆုံးပေးဆက်မှု okay တီးငယ်တဲ့ဘေးလူမှုတစ်ခုတီးငယ်တဲ့ကိုညီမှုတစ်ခုကိုတောင်မှဘုရားသခင်ကလုံးဝအလွတ်မပေးပဲကောင်းချီးပေးမယ်တဲ့ဟာလေလုယာဒါကြောင့်အမှုတော်ဆောင်တွေကိုကူညီခြင်းအမှုတော်ဆောင်တွေကိုပေးလူခြင်းလုံးဝလုံးဝလက်လွတ်ဆုံးရှုံးမခံပါနဲ့လက်လက်ဆုပ်လက်ကင်လို့ပြီးတော့မှတတ်နိုင်တဲ့လောက်ပါဝင်ပါတင်ပါဝင်တဲ့အထက်ဟာ ဖယားသခင်အကုံမြင်တယ်ဖယားသခင်အကုံလုံးတွေ့တယ်ဒါကြောင့်တင့်ကိုကောင်းချီးပေးမှာတခုမှအလို့မပေးဘူးဟာလေလုယာဒါပေမဲ့ဒီကနေ့ကျွန်တော်နားလည်ထားရမှာကအမှုတော်ဆောင်တွေကိုပေးလို့တယ်ဖယားလူကိုပေးလို့တယ်ဆိုရင်အတုကိုမပေးလို့မိဖို့တော့လိုတယ်ဒီကနေ့များအမြောက်များဆိုတော့အမှုတော်ဆောင်တွေအတုတွေမရှိဘူးလားရှိတာပေါ့အတုတွေအများကြီးကျွန်တော်ကျင်းစာတစ်ချက်ဖတ်ပြမယ်နော်ရှင်လူကခရိယံခန်းကြီး27ငွေ10မှာဘလို့ပြောလဲဆိုကိုတော်ကတင်တို့ဒီလက်ဖြားချင်းတို့မလိုက်မပါမြေအကြောင်းတတိပြုကြလောတဲ့ အများတော့သူတို့ကငါဒီအီမီတော့သူဖြစ်အချိန်ကာလလည်းရောက်လာပြီဟုဆိုလေငါဤအယောင်ကိုဆောင်၍ပေါ်လာကြလိမ့်မည်ထိုသူတို့နောက်တော့မလိုက်ကြနဲ့ယေရှုကိုယ်တိုင်လုကာထဲမှာဘယ်လိုပြောလဲဆိုရင်နောက်နောက်နောက်ဆုံးသောကာလမှာတဲ့ယေရှုအတုတွေပေါ်လာသလိုအမှုတော်ဆောင်အတုတွေလည်းပေါ်လာမယ်တဲ့ဒီကနေ့မပေါ်လာဘူးလားပေါ်လာတာပေါ့အများကြီးအများကြီးတည်းမှာတခုပြောပါဆိုရင်တေယုတ်ပြီးကနေလာတဲ့အနန္တတကုရှင်ဘုရားသခင်အတင်းတော်ဆိုတဲ့အဖွဲ့ကိုကြားဘူးလားကျွန်တော်ခဏခဏပြောတယ်ယေရှုဟာ တယောမတယောက်ကထွက်လာရင်မှငါကယေရှုပါလို့ပြောတာလေယန်ရှာပင်းလို့ခေါ်တယ်သူ့နာမည်အခုအမေရိကရောက်နေပြီနော်ငါကယေရှုပဲတဲ့သူ့ကိုယ်တော်လို့ပြောတာအဲ့ဒါကိုလေယုံတဲ့သူအများကြီးပဲအာအံ့ဩစရာပဲဒီကနေ့ကျမ်းစာကိုတေချာကကနနမလိလာမဖတ်ရှုမနားထောင်ခဲ့တဲ့ယုံကြည်သူတွေအကုန်ပါသွားတာသူတို့နောက်အကုန်ပါသွားတာယေရှုလာပြီပြီတဲ့ဒုတိယချိန်လာပြီပြီတဲ့ယေရှုကလူစားတိလာခံပြီပြီတဲ့ဒုတိယချိန်လူစားတိခံတဲ့ယေရှုက အာအမျိုးသမီးကိုလုံးနဲ့လာတယ်တဲ့အဲ့ဒါရန်ရှာပင်တေယုံမပဲတဲ့အာကြောက်စရာကြီးကြောက်စရာကြီးတဘောပေါက်လားအဓိကပြောပြချင်တာကဒီကနေ့တင်ပြီးလူတွေလို့ပြောလိုက်တဲ့ခါမှာလွဲမာတဲ့မိစ္ဆာပရောဖက်တွေကိုပေးလူမယ်ဆိုရင်ကောင်းကြီးမရတာနေမကဘူးချိန်ချင်းအမင်္ဂလာပဲဖြစ်မယ်တင်အဲ့ဒီအဖွဲ့မှာပါဝင်နေလို့ရှိရင်ငရဲပဲစောက်ထိုးကြမယ်โอเคထပ်ပြောမယ်နော်စကားကြမ်းတော့ရင်တော့ခွင့်လွတ်ပါတကယ်လို့ဖြစ်မှာမိစ္ဆာပရောဖက်တကယ် ိုပါလေမိစ္ဆာအယူဝါဒနောက်ပါသွားရင်တော့ကေတင်ချင်းပါရမှာမဟုတ်ဘူးโอเคတတိထားပါတတိထားပါဒါကြောင့်စစ်မှန်တဲ့အမှုတော်ဆောင်တွေကိုတင်တီချရွေးချယ်ပြီးတော့မှဖျားပေးတဲ့ဉာဏ်ပညာနဲ့ပိုင်းဖြတ်ပြီးမှပေးလူပါပါဝင်ပါဒါပေမဲ့မာယွန်းတဲ့သူကိုပေးလူဖို့ရင်အတွက်လောကမလုပ်ပါနဲ့တခိုးအားပေးဖြစ်သွားမယ်โอเคတခိုးအားပေးလောကမှာနေတဲ့အခါမှာကျွန်တော်တို့လောကနေရာမှာဥပဒေတော်မှာဒီလိုတတ်မှတ်ထားတယ်လေတခိုးလက်ခံမှုဆိုတော့မှကျွန်တော်တို့ခိုးတော်မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ကတခိုးကိုလက်ခံလိုက်တဲ့အခါမှာကျွန်တော်တို့ကတခိုး လက်ခံမှုဆိုမှ အမှုတစ်ခုဖြစ်သွားတယ်အပြစ်ဖြစ်သွားတယ်ဟုတ်တယ်နော်ဖခင်ရဲ့ညံ့မမဒီထက်ပိုမှမြင့်နေလေဖခင်ရဲ့ဥပဒေကဒီထက်မြင့်နေအာမိတ်စာပရိုဖက်တွေကိုအားပေးနေတယ်ဆိုရင်သင်ကပိုဆိုးသွားလိမ့်မယ်ဒါကြောင့်မိတ်စာပရိုဖက်တွေဟုတ်မဟုတ်ဟုတ်တယ်ဆိုရင်ရှောင်းပါရှောင်းပါဖခင်သခင်တင့်ကိုအလင်းပေးပါစေတန်ရှင်တော်ဝင်တော်တင့်ကိုအလင်းပေးပါစေဟာလေလုယာနိဂုံးချုပ်ရအောင်နော်ဒီကနေ့ပြောသွားတဲ့ခေါင်းစဉ်ကပါလဲဆိုတော့အာ ဖျားလူကိုပေးလူချင်းအကျိုးအပိုင်းလေးနောက်ဆုံးအပိုင်းပဲဖြစ်ပါတယ်နောက်ဆုံးပိုင်းထဲမှာကျွန်တော်တို့ရှင်မတဲခန်းကြီး30ငယ်40ကနေ40နှစ်ကိုခြေပြုမှပြောသွားတယ်အာအမှုတော်ဆောင်စစ်ကိုလက်ခံကြွေးမွေးပေးလူကူညီတဲ့အခါမှာအမှုတော်ဆောင်တွေရထားတဲ့ကောင်းကြီးမင်္ဂလာတင့်ပေါ်မှာစီစင်းလာတယ်ဆိုပြီးမှကျွန်တော်လူရင်းတူရှင်လေးနဲ့ဝင်လာသွားတယ်ဒါကြောင့်ဒီကနေ့ကနေစပြီးဒီတရားဒေသနာကိုနားထောင်သွားပြီဆိုရင် နောက်နောက်ကြုံလာရင် အမှုတော်ဆောင်စစ်လို့တီးရအထဲကတန့်ရှင်တော်ဝိညာဉ်တော်ကတင့်ကိုပေါ်ပြတယ်ဆိုရင်လောကလက်လွတ်အဆုံးရှုံးမခံပါနဲ့ဒီခွင့်ရေးကိုကိုညီပါတက်နိုင်တလောက်ပေးလူပါတက်နိုင်တလောက်ပေးဆက်ထားပါဒါကြောင့်ဒါကြောင့်ဒီတရားဒေသနာအားဖြင့်တင့်တတ်တာထဲမှာဘာဖြစ်စီခြင်းလဲဆိုတော့ကောင်းကြီးရတော့သူဖြစ်စီခြင်းတာကျွန်တော်ကဟာလေလုယာကျွန်တော်တို့ဆရာရေမင်းကိုတိုင်ကလည်းအမှုတော်ဆောင်ဖြစ်တယ်ဆိုပေမဲ့ကျွန်တော်တို့လည်းရှာတယ်လေဘယ်သူကအမှုတော်ဆောင်စစ်လဲဆိုမှရှာတယ် ဘုရားသခင်တန်ရှင်တော်ဝိညာဉ်တော်ကျွန်တော်အထဲမှာရှိတဲ့အတွက်တိုးထီလာတယ်ဆိုရင်ကျွန်တော်တို့လည်းလုံးဝအခွင့်အရေးကိုအဆုံးရှုံးမခံဘူးကျွန်တော်တို့ကိုယ်တိုင်ကလည်းပေးလို့တယ်ပေးလို့တယ်โอเคဒါပေမဲ့ကိုယ်ပေးလို့လိုက်တာဘလောက်ပေးလို့လိုက်ပြီဆိုမှဝါကြွားဖို့မဟုတ်လေဘုရားသခင်တီးဖို့ဖြစ်တယ်ဘုရားသခင်တီးသွားတဲ့ခါမှာကျွန်တော်တို့ကသူလှုပ်တဲ့အကျိုးအမြတ်ကကျွန်တော်တို့စီမှာလည်းတက်ရောက်လာတယ်ဟာလေလုယာနားလေပါစေနော်ဟုတ်ပြီဒီကနေ့နှုတ်ဘက်တော်ကိုဒီမှာပဲညနာခွင့်ပြုပါနော်နားမလဲတာရှိလို့ရှိရင်ဆရာအောက်ကိုအဲ့ဒီမှာမေးမြန်းလို့ရတယ်ဆုတောင်းခံစရာရှိတယ်ဆိုရင်လည်းလာလို့ရတယ် နောက်ကပတော်တော့ဒီမှာပဲရနာခွင့်ပြုပါနားဆင်သွားတဲ့သူအရောက်ချင်းစီတိုင်းကိုဖျားရှင်ပါရွေ့ပါရွေ့ကောင်းချီးပေးပါစေတော့အာမင်